thank you င်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ချမ်းမတ်54အတွင်မိုက်ကန်နဲ့တထေတူဦးအောင်ဆန်းကိုအလို့ရှိနေသည်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့နေရင်ကိုတန်ရင်တူသားသမီးနာဦးနဲ့တာကြီးဦးအောင်ဆန်းကအမွေခွဲဖို့အကြိုးပမ်းနေတာကိုနှစ်ခန့်ရှိပြီဖြစ်ပါတယ်။ရန်ကုန်မြို့ဗဟန်းမြို့နဲ့တက္ကသိုလ်ရိပ်သားလမ်းပေါ်ကချမ်းမတ်54ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့ဦးအောင်ဆန်းတို့ရဲ့မိခင်တော်ခင်ကြီးအမည်နဲ့ပိုင်ဆိုင်မှုစင်ရင်ပေါက်ထားပါတယ်။နိုင်ငံကားလောက် ကျယ်ဝပြီးကာလပေါင်စည်းချက်ဘီလီယံရာနဲ့ချီတန်ကျေးရှိတဲ့အပြင်နိုဘယ်ငင်းချင်းစုရှင်နေထိုင်ရာနေအိမ်ဖြစ်တဲ့လျောက်တန်ကျေးပုံမြင်ပါတယ်။ဒါကြောင့်ဒီချံကိုဝယ်ယူလို့သူမရှိကြတာမဟုတ်ပဲအခုချိန်ထိဝယ်ယူဝင့်သူမရှိသေးတာဖြစ်ပါတယ်။ဒီချံကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရတက်လာခဲ့တဲ့2016ခုနှစ်ကလေးကအမွေခွဲပြီးသားဖြစ်ပါတယ်။အဲဒီလောက်ကရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကအခုလိုဆုံးဖြတ်မိန့်ချမှတ်ပြီးသားဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်အတွက်ချန်နယ်ကနှစ်ထပ်အိမ်နဲ့မြေတဝက်ဦးအောင်ဆန်းတို့အတွက်တစ်ထပ်အိမ်နဲ့မြေတဝက်ကို ်ခွဲဝေယူကြမှာဖြစ်ပါတယ်ဒါကိုအကိုဥအောင်ဆန်းဦးကဆန္ဒမရှိဘဲနဲ့ခြံဝန်းတစ်ခုလုံးလေလံပစ်ပြီးရရှိတဲ့တံပိုးကိုတရောက်တဝက်ခွဲဝေယူဖို့တာပြင်းပြနေကြတာပါဒါကြောင့်အယူခံအစဉ်စင်တက်လာခဲ့တဲ့သူဟာဆေယနာသိန်းကာလ2022ခုနှစ်ထဲမှာတော့စစ်ကောင်စီလက်အောက်ခံပြည်သာစုတရားလွတ်တော်ကြုံရင်မျက်နှာသာပြင်းခံခံရပါတော့နေဒါကြောင့်လေလံကြမ်းကင်းစေးတွေတတ်မှတ်ပြီးရောင်းထွက်အောင်ဥအောင်ဆန်းဦးတယောက်အကြိမ်ကြိမ်ကြိုးပမ်းမှာတော့နေ ပထမဆုံးအကြိမ်ကြီးနဲ့ကျပ်315ဘီလီယံဒုတိယအကြိမ်မှာဘီလီယံ300တတိယအကြိမ်မှာကျပ်269ဘီလီယံဆိုပြီး3ကြိမ်တိုင်တိုင်ဈေးတွင်လျှော့ပြီးလေလံပြည့်အစွန်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ဝယ်ယူတဲ့သူမရှိပါဘူး။အခုစတုဒ္ဒအကြိမ်ဖြင့်အေဘီလာ29ရက်နေ့မှာကျပ်ဘီလီယံ290ထိဈေးထက်လျှော့ပြီးတမိုင်းဝင်ချမ်းမှန်54ကိုရောင်းထုတ်ဖို့ထပ်ကြံခဲ့ပေမဲ့ရှေ့3ကြိမ်ကလိုပါပဲ။ဒီကနေ့လေလံပွဲမှာတတိယအကြိမ်တော့ကျပ်29ဘီလီယံလျှော့ရဖို့ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ပထမအဆုံးအကြိမ်ကလည်းနိုင်ရှင်မယ်ဆိုရင်ကျပ်55ဘီလီယံထိလျှော့ ော်ရောင်ဖို့ဥအောင်ဆန်းကစူးစမ်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းရှေ့၃ချိန်နီးတူဝယ်ယူဝင့်သူမရှိဘဲဒီလံပွဲပိတ်သိမ်းခဲ့ရပါတယ်။ဥအောင်ဆန်းအနေနဲ့ဒီ၄ချိန်မှာတင်ရက်တန့်သွားပွဲမရှိဘဲဒေါအောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ခြံချင်းကိုဆက်လက်ရောင်းထုတ်ဖို့ကြံရွယ်လာနိုင်ပွဲရှိပါတယ်။ဈေးနှုန်းထက်လျှော့ပြီးလီလံပွဲတွေထပ်လုပ်လာပွဲပါပဲ။မြန်မာနိုင်ငံဥပဒေတွေအရအမွေဆိုင်ခြံချင်းကိုလီလံမအောင်မချင်းကြက်ကင်းစီတွေပြင်ဆင်တတ်မှတ်ခါအချိန်ချင်းလီလံပြစ်နိုင်တယ်လို့ဥပဒေပညာရှင်တွေကပြောထားပါတယ်။ပေါ်ကျောက်အောင်ဆန်းကအသက်ငယ်ငယ်ရွယ်ရွယ်နဲ့မြန်မာနိုင်ငံလွတ်လပ်ရအောင်ဦးဆောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ င်အဲ့ဒီလိုပဲတမင်းငယ်ဒေါအောင်ဆန်းစုကြည်က1990ပြည်နှစ်ရွှေကောက်ပွဲတိုင်း NLD ပါတီကိုဦးဆောင်သူတွေနဲ့ပါဝင်ခဲ့တယ်လို့ 2012ကြားဖြတ်ရွှေကပွဲ2015ရွှေကပွဲနဲ့2020ပြည်နှစ်ရွှေကပွဲတွေမှာအနိုင်ရအောင်ဦးဆောင်ထားနိုင်သူဖြစ်ပါတယ်ဒီလိုဖခင်နဲ့ညီမတို့ကတိုင်းပြည်အတွက်စွမ်းစွမ်းတမန်အကျိုးပြုနိုင်ခဲ့တဲ့လောက်တားတင်ဦးအောင်ဆန်းဦးကတော့အိမ်နဲ့ခြံရောင်းရေးမှတင်အတော်လေးခြားကြလဲနေသူတယောက်ဖြစ်နေပါတယ်သူဟာပြည်သူတွေကရှောင်းဖို့ဆန္ဒမရှိတဲ့အဖေမွေအိမ်နဲ့ခြံကိုရှောင်းထွက်အောင်ဦးဆောင်စည်းရုံးလှုံ့ဆော်မှုမအောင်မြင်လို့နေတာဖြစ်ပါတယ်သူရဲ့ဂျိုဘန်မှုက NLD ပါတီရဲ့2016ခုနှစ်ကနေ2020ပြည်နှစ်အထိ၅နှစ်တာစတက်ရဲ့2008ဖွဲ့စည်းပုံ ခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းချက်နဲ့ခက်ဆင်စင်ပါပဲ။ဒေါအောင်ဆန်းစုကြည်ဟာခြေဥပြင်ဆင်ရေးအတွက်လွတ်တော်ရေးရောက်မိုးကြွေကိုတက်မတော်သားလွတ်တော်ကိုယ်စားလှယ်25ရှာကိုင်းလုံးနဲ့ကတအုပ်ကိုအလိုရှိခဲ့ပါတယ်။စစ်သားလွတ်တော်ကိုယ်စားလှယ်ဦးရေကအမျိုးသားလွတ်တော်မှာ56ဦးနဲ့ပြည်သူလွတ်တော်မှာ130အထိ2008ခြေဥရလိုအပ်လျောက်ဝင်ထိုင်ခွင့်ရနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကိုပြင်ဆင်နိုင်ဖို့အတွက်မဖြစ်မနေစစ်သားတအုပ်လိုအပ်နေတာပါ။ဒါကြောင့်ရင်းရင်စစ်သားတအုပ်လိုရှိနေရလို့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်က2015ခုနှစ်အတွင်းနိုင်ငံတကာကသတင်းတောက်တွေနဲ့ ဲ့တွေ့ဆုံခြင်းပြောကြားခဲ့မှုတလို့ကြီးတိန်သတင်းစာ Financial Times ကိုလည်းအဲ့ဒီလိုပြောကြားခဲ့မှုပါတယ်။ဒါပေမဲ့ငါးနှစ်အတွင်းဘယ်ဆက်သားမှမရေရင်ခဲ့ကြပါဘူး။ဥအောင်ဆောင်ကတော့ချမ်းမတ်54တွက်မိုက်ကန်းနဲ့တတိတဦးအလိုရှိရပါ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတမိုင်းဝင်အမွေနှစ်ဖြစ်သတ်မှတ်ပြီးလွှဲပြောင်းရောင်းချခွင့်ပိတ်ပင်ထားတဲ့ချမ်းမတ်54ကိုဝယ်ယူဝင့်သူတို့မဟုတ်မိုက်ကန်းနဲ့တတိဘသူဖြစ်လာမလဲ။ဥအောင်ဆောင်ကမျှော်လင့်နေပြီးမြေဒီချိန်ထိ AB 29ရက်နေ့ထိတော့ပေါ်ထွက်မလာသေးပါဘူး။ နောက်ထပ်တစ်ပုတ်အနေနဲ့အမေရိကန်ရဲ့ဖိအားပေးမှုတွေကိုအငြင်းမခံဘူးလို့ရွေးကောက်ပွဲနိုင်ရာကနေဒါဝန်ကြီးချုပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရွေးကောက်ပွဲမှာပြန်လည်နိုင်ရခဲ့တဲ့ကနေဒါဝန်ကြီးချုပ်မက်စကာနီကသူ့ရဲ့နိုင်ငံတကာ အမေရိကန်ရဲ့ဖိအားပေးမှုတွေအတွက်ဘယ်တော့မှအငြင်းခံမှာမဟုတ်ကြောင်းကြုံးဝါလိုက်ပါတယ်။ကနေဒါဖက်ဒရယ်ရွေးကောက်ပွဲမှာအနိုင်ရကြောင်းကြေညာခဲ့ပြီးတဲ့နောက်ကာနီကအမေရိကန်သမ္မတဒေါ်နန်ထရန့်ကနေဒါအပေါ်ဖိအားပေးမှုလှောင်ပြောင်မှုတွေနဲ့ပတ်သက်ပြီးအခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ထရန့်ကကနေဒါပေါ်ကုန်သွယ်အခွန်အခတွေတိုးမြင့်စီးကြတာကနေဒါဆိုတာအမေရိကန်ရဲ့52ခုမြောက်ပြည်နယ်ဖြစ်တယ်လို့မလီမစာပြောဆိုတာတွေကိုလုတ်ခဲ့ပါတယ်ဝန်ကြီးချုပ်ဟောင်းဂျက်စတင် ထရူဒူနှုတ်ထွက်ချိန်မှာယာရုစက်ခံခဲ့သူကာနီနဲ့သူ့ရဲ့ Liberal Party ကအခုနှစ်ရွေးကောက်ပွဲအတွက်လူကြိုက်နေခဲ့ပြီးမြန်ထရန့်နဲ့ပတ်သက်ပြီးမမထန်တန်တုတ်ပြန်ရတီမိုတွေကမဲဆန္ဒရှင်တွေရဲ့အမြင်ကိုပြောင်းလဲပစ်လာနိုင်ကြောင်းလေလာသူတွေကသုံးသပ်ခဲ့ပါတယ်။ဒါကြောင့်လည်းကာနီရဲ့ Liberal Party ကမဲအများဆုံးရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တောင်ပြိုကမ်းပြိုရလက်တခုနဲ့အနိုင်ရတာမျိုးမဟုတ်ကြောင်းပါတီငယ်တစ်ခုခုနဲ့ညွန်ပေါင်းဆိုးရဖွဲ့စည်းဖို့တော့လိုအပ်မှာပါ။လရီအတော်များများကြောင်းသူစက်တိုင်းတတိပြေခဲ့တယ်လို့ပဲအမေရိကန်ကကနေဒါရဲ့ မည်ကနေဒါရဲ့ရှင်ကနေဒါရဲ့တင်ရန်စာတာတွေနဲ့ကနေဒါနိုင်ငံကိုလိုချင်ကြောင်းတမနာထွန်းကကနေဒါကိုသွေးခွဲဖို့ကြိုးစားနေပြီးဒါမှသာကနေဒါကအမေရိကန်ကိုထိန်းချုပ်လာနိုင်မှာဖြစ်ကြောင်းလည်းကာနင်းကပြောပါတယ်အခုရွှေကပွဲရလက်ကတော့ကနေဒါရဲ့ခိုင်မာတဲ့သွေးစည်းမှုကိုပြသလိုက်တဲ့သတင်းစကားတစ်ခုလို့သူကညွှန်ဆိုခဲ့ပါတယ်နောက်ပြီးရွှေကပွဲကျိုကာလာရီမှာအချိန်နီစိုးနေခရာကနေအပြောင်းလဲတွေဖန်တီးပြခဲ့တဲ့သူပါတီရဲ့အနိဋာကိုလည်းပြောင်းမြောက်တဲ့စွမ်းဆောင်မှုတစ်ခုလို့ကာနင်းကအကြည့်ကျခဲ့ပါတယ်ရွှေကပွဲကျိုမဲဆွဲကာလာရီမှာသူအချိန် င်ချင်းမိမောင်းထိုးပြခဲ့တဲ့ကနေဒါအမေရိကန်ကြားဆက်ဆံရေးအပြောင်းလဲကိစ္စတွေကိုလည်းကာနီကရွှေကပွဲနိုင်ရပြီးမှထပ်လောင်းတတိပြေပြောကြားခဲ့တာပါ။အမေရိကန်ရဲ့တစ္ဆာဖောက်မှုကိုအရန်တုံလုံးအံ့ဩခဲ့ရကြောင်းဒါပေမဲ့ကနေဒါဟာဒီလိုသင်ငန်းစာတွေကိုဘယ်တော့မှမမေ့တင်ကြောင်းကနေဒါကကိုကိုကိုအားကိုးရမှာဖြစ်ကြောင်းပြီးတော့ကနေဒါနိုင်ငံသားချင်းချင်းပုံမိုးရိုင်းမင်းဖို့လိုအပ်ကြောင်းလည်းကာနီကဆိုပါရယ်။ Liberal Party ကရွှေကပွဲ၄ချိန်ဆက်တိုက်အနိုင်ရရှိပြီးရဲ့နောက် Conservative Party ကောင်းဆောင် PA Filiap ကပါတီရဲ့အရေးနိမှုကိုအတည်ပြုကြေညာခဲ့ပါတယ်။သူရဲ့ပါတီကအမေရိကန်မှာ Trump သမ္မတပြန်ဖြစ်မလာခင်အထိလူမှုအမြင်စစ်တမ်းတွေမှာ Liberal Party ပေါ်အတော်ကြီးဖြစ်ဖြစ်တာတာဦးဆောင်နေနိုင်ခဲ့တာဖြစ်ပါတယ်။သို့တရဆိုတဲ့အခြေအနေတစ်ခုအနေနဲ့ပိုင်လီရဲ့ကိုရင်ပါလွန်ခဲ့တဲ့20လုံးလုံးထိမ့်သိမ်းထားခဲ့တဲ့ကလန်တန်မဲဆန္ဒနဲ့အချက်လွတ်တော်အမှတ်နေရကိုလက်လွတ်လိုက်ရတာဖြစ်ပါတယ်။သူကအခုရွှေကောက်ပွဲမှာ Liberal Party ကိုစားပြုပြိုင်ပန်း prime fan join ကိုရှုံးနိမ့်ခဲ့ပါတယ်။ကာနီဟာသူ့ရဲ့မဲဆွေကာလာတစ်လျှောက်လုံးမှာ Trump ကိုစန့်ကျင်တဲ့သဘောထားတွေကိုအဓိကမူဝါဒတစ်ခုအဖြစ်ကျင့်သုံးခဲ့ပါတယ်။ Wiley Yap ကတော့သူ့ရဲ့တခြားသောပါတီတွေကလည်းကနေဒါရဲ့အကျိုးစီးပွားအထောက်အကူအာဏာပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့အတွက်တော့ကာနီရဲ့အစိုးရနဲ့ပူးပေါင်းသွားမယ်လို့ကတိပြုခဲ့ပါတယ်။တမရထန်းရဲ့တွင်းကုံကွန်စီကြမှုတွေနဲ့တခြားလက်လွတ်စပယ်လုပ်ရက်တွေကိုတုံ့ပြန်တဲ့နေရာမှာကနေဒါ နိုင်ငံရဲ့အကျိုးစီးပွားကိုပဲဦးစားပေးသွားမှာဖြစ်တယ်လို့သူကဆက်ပြီးပြောကြားသွားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ပမော်မျိုးသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီမှရှင်းမိများပါဝင်အမျိုးသမီးများလက်နက်ချတယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပမော်မျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်မှရှင်းမိများပါဝင်အမျိုးသမီးတရာကျော်လက်နက်ချရာကိုဝင်ဆောင်များပါဝင်နေကြောင်းစစ်ရေးတရင်အရင်မြစ်တချို့ကပြောပါတယ်။၂၈တဲကရှင်းမိတရာကျော်လက်နက်ချတဲ့ကိုဝင်ဆောင်တွေပါတယ်လို့စစ်ရေးတရင်အရင်မြစ်တုံးကပြောပါတယ်။ဒါကြောင့်စစ်ကောင်စီကကိုဝင်ဆောင်ရင်းမြစ်တွေကိုအသုံးပြုနေခြင်းဖြစ်ကြောင်းအထက်ပါစစ်ရေးတရင်အရင်မြစ်တွေကဆက်ပြောပါတယ်။ဒါပေမဲ့တခြားစစ်ရေးတရင်အရင်မြစ်တုံးကတော့စစ်ကောင်စီတက်ဆွဲရာစခန်းများ များမှအမျိုးသမီးများကိုဖမ်းမိတာကမှန်တော့လဲစကားက27မှာမဟုတ်ပဲမြို့ထဲရှိစခန်းများမှဖြစ်ပြီး၎င်းတို့မှာရှင်းမီဟုတ်မဟုတ်မသိကြောင်းပြောပါရယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပမော်မြို့ရှိစစ်ကောင်စီလက်ကျန်စခန်းများတိုင်ရင်များတိုင်ရင်ဌာနချုပ်တွေအားလုံးကိုတပြိုင်တည်းထဲတိုးဆစ်စနေပြီးတိုက်ပွဲများပြင်းထန်နေတယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါရယ်ပမော်ကွင်မှာရဲတွေလက်နက်ချတာမှန်နေရဲမေတွေပိတ်မိနေတာကြာပြီဆိုတော့အိမ်နောက်တင်ရဲမေတွေလည်းဖိုက်ကြီးနီးနေတယ်လို့စီဒီအန်ရဲတအုပ်ကပြောပါရယ် KIA နဲ့ပူးပေါင်းတပ်က ပြီးနှစ်ရက်မှ20ရက်ထိထိုးစစ်ကို စကိုင်းငလင်ကျောင်းရှိပေါ်ကယ်ဆယ်ရေးနဲ့ပြန်လည်တည်ဆောင်ရေးလုပ်ငန်းများလုပ်ကင်ဖို့ယာယီရနာခဲ့တဲ့အဲဒီနောက် AP 25ရက်မှစပြီးပြန်လည်ထိုးစစ်စနီးရစာကက27ရက်ကကယ်စကန်တချို့ကိုထပ်မံသိမ်းပိုင်ရရှိခဲ့ပြီးအရာရှိပါဝင်73ဘဏ်တွေကို KIA ကဖမ်းဆီးရမိထားတယ်လို့သိရပါဗျာ။ စာကားက21ကိုခုခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များစတင်ဆက်ခွာထွက်ပြေးနေပြီးတိုက်ပွဲပြင်းထန်နေကြောင်းမြေပြင်စီတရင်အရှင်မြေတချို့ကပြောပါရယ်။ဒါပြင်စစ်ကောင်စီကမြေကြီးနာမိုးကောင်ဖားကန်လန်းနဲ့အင်းတော်ကြီးကမိုင်းဖားကန်လန်းပိုင်းတို့မှတဆင်ဖားကန်ကိုအင်အားဖြည့်ဖို့ကြိုးစားနေရအစိုးရလမ်းပိုင်းနှစ်ခုစလုံးမှာတိုက်ပွဲများပြင်းထန်နေပါရယ်။ပမော့တိုက်ပွဲအပောင်ဝင်ကချင်ဒေသစီရေးချီနီများမေးမြန်းဖို့ KIA တရင်ပြန်ကြားရေးဌာနတာဝန်ကပုံမူးကြီးနော်ဘူတန်းဆက်သွယ်ဖို့ကြိုးစားနေတော့လဲဆက်သွယ်လို့မရပါဘူး။ KIA နဲ့ပူးပေါင်းတပ်တွေက2024ဒီဇင်ဘာလရက်မှစ ပြီးကစင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ကိုတင်ပိုက်ဖို့စတင်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်